အဂရီလိုက်စားမှုတိုက်ဖြတ်ရေးဥပဒေနဲ့အမှုဖွင့်အရေးယူခံထားရတဲ့တောင်ငူခရိုင်ဒုတိယခရိုင်တရားသူကြီးဟောင်းဦးရွှေဟာထွက်ပြေးတိမ်းရှောင်နေတဲ့အတွက်ဖမ်းဝရမ်းထုတ်ပြီးတရားခံပြေးဖြစ်ကြေညာတော့မှာဖြစ်တယ်လို့နေပြည်တော်အဂရီလိုက်စားမှုတိုက်ဖြတ်ရေးကော်မရှင်ကသိရပါဗျ။ဦးရွှေကိုဇန်နဝါရီလ22ရက်နေ့ကပဲခူးတိုင်းဒေသကြီးတောင်ငူမြို့အမှတ်၈ရဲစခန်းမှာအမှုဖွင့်အရေးယူခဲ့တာဖြစ်ပါတယ်။ အာဂရိလိုက်စားမှုတိုက်ဖြတ်ရေးဥပဒေပုံမှန်56မြင်းဆောင်ကျင့်ထုံးပုံမှန်932တရခံပြေးနဲ့ဘကိုးတိုင်းဒေသကြီးတရားလွတ်တော်ရုံးမှအမှုဖွင့်ထားကတရားစွဲတင်ပြီးထွက်ပြေးတိမ်းရှောင်နေတာသိကြတာကြောင့်ကျင့်ထုံးပုံမှန်89မြင်းဆောင်88နဲ့ဥရွှေကိုလူဖန်ဝရံပစ္စည်းဖန်ဝရံထုတ်ပြီးတရခံပြေးအဖြစ်ကြေညာတော့မှာဖြစ်တယ်လို့နေပြည်တော်အာဂရိလိုက်စားမှုတိုက်ဖြတ်ရေးကော်မရှင်အဖွဲ့ဝင်ဦးတန်းအောင်ကပြောပါတယ် ဒုတိယခရိုင်တရားသူကြီးဟောင်းဦးရွှေကိုအာဂရီလိုက်စားမှုတိုက်ဖြတ်ရေးကော်မရှင်ကတရားလိုပြုလုပ်အမှုဖွင့်တိုင်တန်းခဲ့တာကြောင့်တောင်ငူမြို့မှာရဲစခန်းမှာပစောက်43မြင်းဆောင်2015အာဂရီလိုက်စားမှုတိုက်ဖြတ်ရေးဥပဒေပုံမှန်56နဲ့အမှုဖွင့်အရေးယူခဲ့ပါတယ်။တောင်ငူမြို့နယ်အမှတ်1ရဲစခန်းမှဒူရဲမှုဦးတင်ဝင်းက ဥရွှေကိုအာဂရိလိုက်စားမှုတိုက်ဖြတ်ရေးကော်မရှင်ကအမှုတည်ဆောက်ပြီးဥရွှေအာဂရိလိုက်စားခဲ့တာကတောင်ငူမှာဖြစ်တာကြောင့်တောင်ငူမှာလာပြီးအမှုဖွင့်တာဖြစ်ကဥရွှေနဲ့ပတ်သက်တဲ့အမှုစင်မဟုတ်တဲ့အတွက်ကျန်တဲ့အပိုင်းတွေတော့မသိဘူးလို့ပြောပါရတယ်။ ဥရွှေဟာပင်စင်ယူကနေအချိန်ကာလဖြစ်ကတရားရုံးဆွဲတင်မှုပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်ရုံးကိုအကြောင်းကြားတဲ့အခါမရှိတော့တာကြောင့်လိမ့်စာအတိုင်းသွားရှာခဲ့ရမှာလဲမတွေ့တော့တဲ့အတွက်တင်းရှောင်နေရလို့ယူဆရပြီးသက်ဆိုင်ရာအုပ်ချုပ်ရေးမှုတွေကိုမေးမြန်းရမှာလဲတင်းရှောင်နေရဆိုတဲ့အထောက်ထားရတယ်လို့ဦးသန်းအောင်ကဆိုပါတယ် ဥရွှေအနေနဲ့ငွေကျပ်စုစုပေါင်း730ကိုအမှုအာမခံပြန်လည်မယုတ်သိမ်းစေဖို့အတွက်2014ခုနှစ်မတ်လအတွင်းကလက်ခံရယူခဲ့ရလို့အာဂရီလိုက်စားမှုတိုက်ဖြတ်ရေးကော်မရှင်ကစစ်ဆေးပေါ်ပေါက်ခဲ့တာကြောင့်စစ်ဆေးရေးမှုဥမမောင်မြင့်ကတောင်ငူမြို့အမှတ်၁ရဲစခန်းကိုတိုင်ကြားခဲ့တာဖြစ်ပါတယ်ဒုတိယခရိုင်တရားသူကြီးဟောင်းဦးရွှေအနေနဲ့2014ခုနှစ်ဇူလိုင်လအတွင်းကအမိန့်ချမှတ်ခဲ့တဲ့အမှုပေါ်တရားလိုမိသားစုကပြည်ထောင်ကိုကျေနှံမှုမရှိတဲ့အတွက်တရားရုံးရှိမှအော်ဟစ်စုပ်မှုတွေဖြစ်ပေါ်ခဲ့ပြီး ရပိုင်းအတွင်းပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်ရုံးကိုတာဝန်ရွှေ့ပြောင်းခံခဲ့ရတယ်လို့သိရပါဗျ။